မ္ဘာပေါ်လုံးသမိုင်းမှာအကြီးအကျယ်ဆုံးဇာမောက်ရေတကားတူဦးဖြစ်တဲ့ခရစ်စတီယာနိုတို့ကသူကဇာမောက်ဘက်ကိုဘယ်ချိန်မှဆုံးတက်မလဲဆိုတဲ့မေးခွန်းအတွက်အခုခါမှတိကျတဲ့အဖြစ်တစ်ခုပေးသွားခဲ့ပြီဖြစ်ပါတယ်။ရော်နယ်ဒိုက2019ခုနှစ်ကမ္ဘာ့ပြိုင်ပွဲပြီးတာနဲ့ဘောလုံးလောကကနေအားယူရမယ်လို့တီဗီပြောဆိုခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကကမ္ဘာတော်ကဘောလုံးပရိသတ်တွေကြားမှခန်းစားချက်အမျိုးမျိုးကိုဖြစ်ပေါ်စေခဲ့ပြီးသူရဲ့အားယူမယ်နောက်ဆုံးကာလမှာပရိသတ်တွေကဘယ်လိုမျိုးဆွမ်းဆောင်ရည်တွေကိုမြင်တွေ့ရမလဲဆိုတာစိတ်ဝင်စားနေစောင့်ကြည့်နေကြပါတယ်။အခုအသက်40ရွယ်ရှိပြီဖြစ်တဲ့စူပါစတာရော်နယ်ဒိုကသူနာယူမဲ့ချင်းနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်။သူနာယူမဲ့ချင်းကသိမ့်မိကြခင်တနည်းဒါမှမဟုတ်နှစ်နှစ်အတွင်းမှာပဲလို့ရော်နယ်ဒိုကဆိုပါတယ်။ ူအချိန်မှန်ချက်ကတော့2026ခုနှစ်မှာအမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့ဘူးတွဲကျင်းပမယ့်ကမ္ဘာပလားပြိုင်ပွဲပြီးရင်ဘလွန်လောကကနေအနိုင်ယူဖို့ဖြစ်တယ်လို့ TV ပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တိုင်းတော့ရော်ဒိုကအသက်52နှစ်ကျော်ကျော်ရှိနေပြီဖြစ်ပါလိမ့်မယ်။ဒါကြောင့်ခုချိန်မှာတော့သူက professional ကစားမပွား25နှစ်ကျော်ခီးကိုအဆုံးသတ်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ရော်ဒိုကလက်ရှိ sorry ကလပ် NSR အတင်းနဲ့ပေါ်တူဂီနိုင်ငံအတင်းအတွက်ခြေစွမ်းပြဂိုးလေးကိုဆက်ပြီးတွင်းနေစေဖြစ်ပေမဲ့ဒီလိုမျိုးစီမီကစားမပွားကိုအဆုံးသတ်ပြီးရင်နောက်ပိုင်းမှာတော့မိသားစုနဲ့ချင်းဖို့သုံးဆွဲဖို့အတွက်အနိုင်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဆုံးသတ်ချက်ကသူ့ရဲ့နာဂတ်အတွက်စတင်ပြင်ဆင်မှုတစ်ခုလည်းဖြစ်တယ်လို့ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ PR တွေကိုရှင်းချဖို့အချိန်ယူဖို့စဉ်းစားလိုက်တာလည်းဖြစ်ပါတယ်။ရိုနယ်ဒိုကကမ္ဘာပေါ်သမိုင်းမှာတခြားသူမချိုးနိုင်တဲ့စံချိန်တွေကိုအများကြီးပိုင်ဆိုင်ထားပြီးအထင်ရှားဆုံးစံချိန်ကတော့နိုင်ငံတကာဒွင်းကို143ကိုနဲ့တမိုင်းဆောက်ဂိုးများဆုံးဒွင်းထားသူအဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။သူကမန်ချက်စတာနဲ့ရီယယ်မတီနဲ့ဂျူမင်တက်တို့လိုကလပ်တင်းကြီးတွေမှာစူပလာများစွာကိုရယူခဲ့ပြီးချန်ပီယံလိဖလားကိုလည်း၅ချိန်ထိရရှိထားသူလည်းဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံတင်းအတွက်လည်းယူရိုဖလားနဲ့ UEFA National League ဖလားတွေကိုစုခူးပေးခဲ့ဘူးပါလေ။ ရနဒိုက2018ကိုဘာဘလာကိုနောက်ဆုံးပွဲဖြစ်တက်မှတ်လိုက်တဲ့အတွက်သူကပေါ်တူဂီတင်းခေါဆောင်ဘွားကိုအောင်ပွဲလေးနဲ့အဆုံးသတ်ဖို့ပြင်းထန်ကြိုးပမ်းသွားမှထေချာပါရယ်။သူရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးရနဒိုကဂုဏ်ယူစွာပြောကြားခဲ့ပါသေးတယ်။ကျွန်တော်ဘလုံးအတွက်အရာအလုံးပေးဆက်ခဲ့ပြီးပါပြီ။ကလပ်တင်းထဲမှာရလက်ရည်ချင်းတင်းမှာပါစံချိန်မောင်းများစွာကျွန်တော်မှရှိပါတယ်။အဲ့ဒီတည်းလေကျွန်တော်ကိုကျွန်တော်တကယ်ဂုဏ်ယူမိပါတယ်လို့ရနဒိုကပြောဆိုခဲ့ပါတယ်။ရနဒိုကသူ့ရဲ့ဇာမပေါ်နောက်ဆုံးနေ့တွေမှာလည်းကလပ်တင်းရဲ့နိုင်ငံတင်းအတွက်ပေးဆက်ဖို့အသင့်ရှိနေတယ်လို့တက်တည်ပြသခဲ့ပြီး2026ကဘလပွဲကဘောလုံးသမားရဲ့အကြီးကျယ်ဆုံးဇာမတအုပ်ကိုသူ့ရဲ့နိုင်ငံတင်းအတွက်အဆုံးသတ်ဆွမ်းဆောင်တာကိုနောက်ဆုံးမြင်တွေ့ရမယ့်ခွင့်ရဖြစ်လာတော့မှာဖြစ်ပါတယ်။ ဘလုံးကသားတွေကတော့သူ့နားမြူခင်နောက်ဆုံးနှစ်နှစ်အတွင်းမှာရော်နယ်ဒိုရဲ့ဆန်းဆောင်ရည်တွေကိုဆက်လုဆောင်ဆောင်စောင့်ကြည့်နေကြပြီးသူကတက်ကြည့်လိုက်ပြီမလဲသူရဲ့ကြမ်းခိုင်မှုနဲ့ဂိုတွင်းဗီဇာကတော့ဘယ်တော့မှမပြောင်းလဲဘူးဆိုတာကိုတက်တည်ပြသနေစေဖြစ်ပါတယ်။ဒါကြောင့်သူကကစားမောက်ပေါ့နောက်ဆုံးချိန်မှာပြီးပြီးဆုံးတဲ့အောင်ပွဲတွေနဲ့ပဲဆုံးသက်ရပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ကြတဲ့